အားသောဝါလာရှင်ညီကောင်မတော်များလုံးပဲမင်္ဂလာညနေခင်းပါခင်ဗျာဂျွန်လ17ရက်နေ့ရဲ့နောက်ဆုံးရအာဆင်ညနေသတင်းလေးပုတ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ် TikTok YouTube Facebook ကကြည့်ရှုသူများအားလုံးပဲမင်္ဂလာပါခင်ဗျာ YouTube မှာဦးစားပေးပြီးကြည့်ရတဲ့သူတိုင်းကိုလည်းတကယ်ကိုကျေးဇူးတင်ပါတယ်ခင်ဗျာ ပထမဆုံးတင်ပုတ်ကတော့ PBC Romano ဖော်ပြထားတဲ့ Benjamin Sesko သတင်းတွေပဲကျွန်တော်စလိုက်အောင် ဒီအချိန်မှာဘက်ဂျမင်ဆက်စကူနဲ့အာဆင်နယ်သတင်းတွေဘာကြောင့်နေ့စဉ်ရက်ဆက်မကြာခဏထွက်လဲဆိုတော့ဒီကစားမသည့်အာဆင်နယ်ရဲ့နံပါတ်1ဦးစားပေးအထောင်တက်စစ်ကစားမတူဖြစ်တယ်။တရယဝင်ဆွေးနွေးနေတဲ့ကစားမဖြစ်တယ်။တချို့ကတော့ပြောတာပေါ့လေဆက်စကူသတင်းတွေနေတိုင်းကြားပြီးတော့ထူးမလာတာဖြစ်တဲ့အတွက်တချို့ကြီးလည်းနားမထောင်ခြင်းကိုကြားသိရတယ်။ဒါပေမဲ့ကျွန်တော်တို့ကိုနေ့စဉ်အာဆင်နယ်သတင်းတွေကိုတင်ဆက်တဲ့သူတွေအတွက်ကြတော့ကစားမတူအာဆင်နယ်ကိုရောက်လာဖို့ဆိုရင်သွားတဲ့အသေးစိတ်အချက်လက်တွေနေ့စဉ်ထွက်ပေါ်လာတဲ့သတင်းတွေကိုကြတော့ဂျာနယ်လစ်တူအူအနေနဲ့မထိတ်မချန်ပဲနဲ့ကျွန်တော်တို့ကဘာသာပြန်ပြီးတင်ဆက်ပေးရတယ်။အဲ့အတွက်လည်း တော်ကိုနားလည်ပြီးဖို့မျှော်လင့်ပါတယ်အဲ့တော့ဘန်ဂျမင်ဆက်စကိုနဲ့ပတ်သက်ပြီးတော့တကက်ထိတ်တန်းသတင်းထောက်ဖီဘီဆူရိုမာနိုရဲ့ပေါ်ပြချက်နဲ့ကျွန်တော်စားလိုက်အောင်ဖီဘီဆူရိုမာနိုရဲ့ပေါ်ပြချက်ရဆိုရင်တော့ဘန်ဂျမင်ဆက်စကိုရဲ့အေဂျင့်ကလန်ထန်ကိုရောက်နေပြီဒါတစ်ချက်ပလေယာနဲ့ဒီအာဆင်နယ်အသင်းကြားထဲမှာပုပ်ကွေးပိုင်းဆိုင်ရာကိစ္စနဲ့ပတ်သက်ပြီးတော့ဒါအေဂျင့်ကကိုယ်တိုင်လာပြီးဆွေးနွေးနေလို့ကြားသိရတယ်ဒီကစားသမားကို sorry ဘက်ကနှစ်သင်းလိုက်နေတာမှန်ပါတယ် ်ဒါပေမဲ့ဘန်ဂျမင်ဆက်စကိုကဥရောပမှာပဲဆက်ပြီးဘောလုံးကစားခြင်းသေးတယ်ဆိုပြီးတော့သူကဖော်ပြသွားတယ်ဒါကတော့သတင်းတောက်တစ်ယောက်နောက်ထပ်သတင်းတောက်တစ်ယောက်ကကျတော့မီကွဲတီလီသူလည်းယုံကြည်လို့ရတယ်ဒါပေမဲ့ရိုမာနိုလို့တော့ finalist တကယ်နာမည်ကြီးတင်ထောက်တော့မဟုတ်ဘူးပေါ့လေမီကွက်ဒီလေးရဲ့ဖော်ပြထားချက်ရဆိုရင်တော့အာဆင်နယ်နဲ့ဘန်ဂျမင်ဆက်စကိုကိစ္စအားလုံး AC ပဲဒါပေမဲ့ပြဿနာတစ်ခုရှိတယ်အဲ့ဒါက RP Lipsito ကဘန်ဂျမင်ဆက်စကိုနဲ့ပတ်သက်ပြီးတော့ပေါင်65သန်းအထက်လိုချင်နေတဲ့လောဘကြောင့်ပဲလက်ရှိချိန်ထိညှိမရသေးတာဆိုပြီးတော့မီကွက်ဒီလေးကဖော်ပြသွားတယ်ကျွန်တော်ဘာကြောင့်ကစားသမားတအုပ်နဲ့ပတ်သက်ပြီးရနိုင်တဲ့မြတ်တဲ့င်းတွေကိုဖော်ပြလဲဆိုကျွန်တော်ညီကိုတွေသိစေချင်လို့ တချို့ပိုင်းဒီမှာကျွန်တော်အာဘောကျွန်တော်ရဲ့အမြင်ဆိုတာနောက်ဆုံးမှကျွန်တော်ပြောတယ်ဒါတွေကတော့ဒီလိုမျိုးဈေးကွက်ထဲမှာရှိရယ်ဘာကြောင့်လဲဆိုတော့ကစားသမားတူကိုခေါ်တဲ့ပိုင်းမှာကျွန်တော်ထင်သလားမလွယ်ဘူးဗျတချို့သင်းတွေကမြန်မြန်ဆန်လှုပ်ရှားတာတော့မှန်တာပေါ့လေဒါပေမဲ့ဒါကအာဆင်နယ်အာဆင်နယ်ဒီ process တစ်စင်ကြီးသွားတဲ့ပိုင်းမှာတော်တော်လေးကိုနှေးကွေးပါတယ် ီးတော့လည်းအခြားသင်းတွေမြင်မြန်ခေါ်သွားတာနဲ့လိုက်ပြီးကြေးတိုက်လို့မရတဲ့အသင်းတစ်သင်းအဲ့တော့အာဆင်နယ်တကူသွားနေတဲ့ project တွေရဆိုရင်တော့ Benjamin Sesko နဲ့အာဆင်နယ်ကြားကအခြေအနေတွေဒီတရားဝင်ကမ်းလှမ်းမှုမရောက်သေးဘူးဆိုမြဲတော်တော်များ strategy ကတော့ဆွေးနွေးပြီးသွားပြီးအရှိဘီရိုတွေမှာကျွန်တော်ပြောခဲ့ဘူးလို့ပေါ့လေအာဆင်နယ်ကကလပ်သင်းနှစ်ခုကြားထဲမှာစိတ်ချရလောက်တဲ့ငွေပမာဏတစ်ခုကိုခံမှန်းမိပြီဆိုမှတရားဝင်ကမ်းလှမ်းမှာသူတို့ကအငင်းခံရတဲ့ကိစ္စမျိုးတွေကိုတိတ်ပြီးမလုပ်ဘူးအဲ့တော့တစ်ဖက်ကငါတို့ဘလောက်နဲ့ကမ်းလှမ်းနိုင်တခါတဲ့ finish ဖြစ်သွားနိုင်တယ်ဆိုတော့သူတို့ကအရင်ဆုံး in time မှာဆွနီးကြတယ်။အဲကြောင့်မို့ Benjamin Sesko နဲ့ပတ်သက်ပြီးလက်ရှိအချိန်မှာတော့ London ကို Romano ရဲ့ပေါ်ပြထားချက်ရဆိုရင်တော့ကစားသမားရဲ့ agent ကစားသမားရဲ့ကိုယ်စားလှယ်ကရောက်နေတယ်။အဲမှာ Andre Barraro ရဲ့အတွေ့အကြုံဘယ်လိုတွေ့လဲဆိုတော့ဥရောပဝင်များတို့လည်း list set တို့ကဘာကြောင့်ဒီကစားမဟုတ်ဈေးတအားတင်ထားလဲ။အထူးသဖြင့်ဗျာ Premier League မှာကလပ်၄သင်းက Sesko နဲ့ဝိုင်းပြီး line နေလို့ဈေးတင်ထားဆိုတဲ့တမျိုးအခု ဒီကစားမောက်လိုက်နေတဲ့အသင်းတွေကအာဆီနယ်တသိမ်းပဲရှိတယ်အခုနောက်ဆုံးထွက်ပေါ်လာခဲ့တဲ့ sorry club နှစ်သိန်းဆိုတာကလည်းဒါကတစ်ဖက်ကနေတရင်လိုက်တာလည်းဖြစ်နိုင်တယ်တကယ်စိတ်ဝင်စားပြီးလိုက်လာတယ်လည်းဖြစ်နိုင်တယ်အဲ့တော့ကစားသမားကဥရောပမှာပဲဆက်ပြီးနေကြန်ဆိုတော့ဥရောပကကလသင်းတစ်ခုတည်းတရဝင်ဆွေးနွေးတဲ့အာဆင်နယ်လို့ရင်ဘယ်အသင်းမှလက်ရှိချိန်ပြိုင်ပွဲ risk ထဲမှာမရှိဘူး။ဒါကြောင့်မို့အာဆင်နယ်နေတဲ့ဒီကစားမောက်ကို လာမကုံခင်မှာဒါတရားဝင်ကမ်းလှမှုတစ်ခုလုံသွားနိုင်မှာကျွန်တော်အမြင်ရဆိုလို့ရှိရင်တော့25ရက်နေ့မတိုင်ပါနဲ့အာဆင်နယ်ကကမ်းလှမှုတစ်ကြိမ်တော့လုံသွားလိမ့်မယ်အဲ့တော့သူတို့သတ်မှတ်ထားတဲ့ပေါင်သန်း60မကျော်ဟာဆိုတဲ့ဒီကစားမရဲ့ quality နဲ့ပတ်သက်ပြီးတော့ဒါတစ်ချက်သူတို့ချိန်နေပေါ့လေ Andre Barta တို့ကတော့ဒီကစားမနဲ့ပတ်သက်ပြီးငွေပုံရောသုံးပါပါဘာလို့လဲဆိုတော့အရှိမခေါ်ထားခဲ့တဲ့ဂိုးသမားကိုလည်းကျွန်တော်ဈေးသက်သာစွာခေါ်ထားတယ်ပြီးတော့ကုဆရာကစားသမားအယောင်းနှစ်ဦးရှိတယ်တဦးကဆဲဝန်ကောပြန်ပြီးဝင်ထားရှိတယ်အဲ့ရကနေကျွန်တော်တို့ ယူကို14တန်းလောက်ပြန်ပြီးဝင်လာတာရှိတယ်ဒါကတော့အင်ကန်တိတန်းပေါ့လေဒီလားမကုန်ခင်မှာသူတို့ဘန်နာရေးဘတ်ဂျက်ထဲကိုဝင်အောင်လစ်ဆက်တို့ဘယ်လောက်ထိရှော့ပြီးရောင်းသွားမလဲဒါမှမဟုတ်အာဆင်နယ်တို့ကပဲတိုးပြီးပေးသွားမလားကျွန်တော်တို့ဒါတစ်ချက်တော့စောင့်ကြည့်သွားတော့မှာပါ ဒုတိယမြောက်သတင်းတပုတ်ကတော့အသလတစ်ကဖော်ပြထားပါလေဒါကတော့ရိုဒရီဂိုနဲ့ပတ်သက်တဲ့သတင်းမှာရိုဒရီဂိုနဲ့အာဆင်နယ်သတင်းတွေကအရှိတုန်းကတော်တော်လေးကိုထွက်ပေါ်လာခဲ့ပြီးတစ်ခါပြန်ပြင်မြုပ်သွားတယ်အခုဒီချိန်ထပ်မံထွက်ပေါ်လာတယ်ဒါကလည်းရီယယ်မက်ထစ်မှာရိုဒရီဂိုရဲ့အနာဂတ်မတိမငြိမ်ဖြစ်နေတဲ့သက်ဆိုင်နေပါလေအသလတစ်လိုမျိုးဒါဒေးဗစ်အော့စတိန်ဘက်ကလာတဲ့သတင်းရဖော်ပြထားကြရဆိုရင်တော့တော်တော်လေးမိုက်တယ်။ရီယက်နဲ့အနာဂတ်မသေးချာမှုတွေကြောင့်ရိုဒရီဂိုပရီးမီးယားလိဂ်ကလပ်အသင်းတော်တော်များကချဉ်ကပ်မှုတွေလုပ်နေတယ်။ဒီထဲထဲမှာမှအာဆင်နယ်ဟာလည်း သူ့ကိုသဘောကျနေအာဆင်နယ်အသင်းဟာသူတို့အသင်းရဲ့တိုက်စစ်ဆုံးအတွက်တကယ့်ကို quality မြင့် upgrade ဖြစ်မဲ့ player တူကိုထပ်မံပေါင်းစည်းရမှာဖြစ်တဲ့အတွက်ဒါ Rodrigo တော်တော်လေးလိုချင်နေဆိုပြီးတော့ Athletic ကဖော်ပြထားတယ်တချို့ report တွေအရဆိုလို့ရှိရင်တော့ဒါ Rodrigo ရဲ့ဖိအေကဇာဘီအလွန်ဆုံးတဲ့စကားပြောဆိုပြီးမှပဲဆုံးဖြတ်မယ်သူ့ တားဖို့တော့ဒီ react နေထောက်ခွာမယ်ဆိုရင်တော့မဖြစ်နိုင်တော့တဲ့အခြေအနေတော့မှပဲထွက်စီခြင်းလို့ကြားသိရပါဘောလေအဲ့တော့ react ဘက်ကတော့ဒီကစားသမားနဲ့ပတ်သက်ပြီးပေါင်တန်း80နဲ့80ကြားဈေးကတ်ထားတယ်လောဆယ်ကျော်ဒီတဲ့င်းနေဟိုလိုက်နေတဲ့အချိန်မှာဒီဗီဒီယိုရိုက်ကူးရေးလုံနေအချိန်မှာဟိုစို့တစ်ခုကနေကျွန်တော်သတင်းကြားတယ်ဒါတော့အရင်တော့မခိုင်လုံဘောလေအဲ့ဒါပါဆိုအီလာဂူရိုလို့ခေါ်တဲ့သတင်းဆိုကဖော်ပြထားတာသူကတော့သတင်းထောက်ဆိုရင်ပဲလေဟို follower တိတ်အရင်များတဲ့သတင်းထောက်တော့မဟုတ်ဘူးကျွန်တော်တော့တရားတိတ်မယုံသေးတာအဲ့ဒါပါလဲဆိုတော့ဇာဘီအလွန်ဆိုရဲ့ ပထမလိုင်းနဲ့၁၁ယောက်ဆင်းတဲ့မှာရိုရီကိုမပါဝင်ဆိုပြီးသူကဖော်ပြသွားတယ်။ဒါကဆိုလိုချင်တာကရိုရီကိုရဲ့ဖခင်နဲ့ဇာဘီလွန်ဆိုကြားမှာဆွေးနွေးမှုတွေလုပ်ပြီးသွားလာ။ဒါပေမဲ့မဆွေးနွေးခင်မှာတည်းဇာဘီအလွန်ဆိုရဲ့အသင်းမှာရိုရီကိုရဲ့အခန်းကဏ္ဍအရန်ဖြစ်ပဲရှိနေတာဆိုတစ်ချက်ကြည့်ရအောင်။အကယ်၍မှသာအရန်ဖြစ်တာရှိနေမယ်ဆိုရင်ကျင်းတည်တယ်ရိုရီကိုရီးကနေထွက်မှာ။ ဖတ်ဖြစ်လို့ရှိရင်တော့ဘယ်အသင်းကိုယူမလဲတော့မသိဘူး။တေချာတို့ကတော့အာဆင်နယ်ကတော့ quality ဒီဘယ်ဘက်တိုက်စစ်တောင်းမကစားမတူကိုခေါ်ဖို့တော့သူတို့ပြင်ဆင်တာဆိုတော့ Rodrigo ကတော့အာဆင်နယ်ရဲ့အဓိကပြစ်မှတ်ဖြစ်တယ်ဆိုပြီးတော့ Athletic ကဖော်ပြထားပါတယ်။24ရက်ဘရာဇီးသားနဲ့ကျွန်တော်တို့ကြံခဲ့တဲ့လာတော့ကဆွေးနွေးမှုကတော်တော်လေးထိရောက်ခဲ့။ဒါပေမဲ့တကယ် final သက်ကစားသမားတွေလောက်ခလာစာပေးချင်မယ်အပိုင်းမှာတော့ကစားသမားကအခွန်ဆောင်ပြီးတစ်နှစ်လောက်ခလာစာ Euro 10တန်းတောင်းဆိုတာဖြစ်တဲ့အတွက်ပေါင်းအောင်ဖြစ်ဆို၈သက်သမား၄တန်းတောင်းဆိုတာဖြစ်တဲ့အတွက်အာဆင်နယ်ကဒီကိစ္စမှာ လောက်ခလာသာတော်တော်လေးမြင်မာသွားတဲ့အတိုင်းဒါရမလိုက်ရောခဲ့တာအယောင်းဝယ်ခဏရက်သွားခဲ့တယ်ဗောလေဆွေးနွေးမှုလည်းခဏ break လုပ်ထားခဲ့တယ်အခုတော့တစ်ခါတတိယပြန်ပြီးထွက်ပေါ်လာတယ်ဒီတစ်ခါမှာတော့ဘလို့ကိစ္စတွေဘလို့ဖြစ်သွားမလဲမသိဘူးတေးကြတစ်ခွတော့အာဆင်နယ်ကရိုဒရီဂိုတကယ်လိုချင်တယ်ရိုဒရီဂိုကတော့လက်ရှိချိန်မှာရီယယ်မှာရနိုင်တယ်လို့ဆိုသူဆွေးနွေးချင်တယ်အကယ်ရီယယ်သူ့အလိုမရှိတော့ဘူးဒါမှမဟုတ်အရန်ဖြစ်ပဲထားမယ်ဆိုရင်တော့ဥရောပအသင်းတဲ့တတိယဖြစ်တဲ့အာဆင်နယ်ကိုရွေးချယ်သွားနိုင်တယ်ရှိရဲ့ဆိုပြီးတော့တော်တော်များတတိယတွေကဖော်ပြထားပါတယ် တတိယမြောက်သတင်းတစ်ပုဒ်ကတော့ဒါကီယန်တီယန်နီနဲ့ပတ်သက်တဲ့သတင်းပေါ့လေအာဆင်နယ်ရဲ့ ဒါဘေဘက်ခက်စစ်ဆုံကစားမကီအန်တီယာနေ့တယောက်ကတော့စက်တစ်တင်းကိုပျောက်ရှိသွားခဲ့ပါပြီ9နှစ်ကွန်ထရက်နဲ့ပျောက်ရှိသွားခဲ့ရလာခဲ့တုန်းကကျွန်တော်တို့ဒီဒီကစားပေါင်း2019ခုနှစ်ကယူ28တန်းနဲ့ခေါ်တယ်အခုတော့အလွတ်နဲ့ပြန်ပြီးလက်ပြခဲ့လိုက်ရပါလိအမှန်တကယ်တော့ဒီ2025ဂျွန်မှာဒီကစားမနဲ့တက်တန်းကုန်တာမှန်ပြီပဲလေသူ့ကိုခေါ်ခဲ့တုန်းကအလိုလျောက်တက်တန်းတုတ်ခွင့်တစ်နှစ်ဆိုတာရှိတယ်ဒါကတော့ကစားသမားကလပ်တင်းကိုကြည့်ဖြူတယ်ဆိုလို့ရှိရင်အဲ့ဒါကိုအသက်သွင်းပြီးတော့နောက်တစ်နှစ်ဆက်ထားလို့ရတယ်ဒါပေမဲ့ကစားသမားနဲ့စက်တစ်နဲ့အာဆင်နယ်တာဝန်ရှိသူတွေဆွေးနွေးပြီးနောက်မှာ တော့အာဆီနယ်ဒီကစားမောက်အလွတ်နဲ့လက်လွတ်လိုက်တယ်တစ်ဖက်ကလည်းသူတို့ရဲ့အကယ်ဒမီထွက် ်17အသင်းကလည်းသူတို့ကစားသမားကို9နှစ် contract နဲ့ဒါမြင့်မြတ်လို့လို့ခေါ်သွားခဲ့တယ်ဗောလေအဲ့တော့ transfer market မှာ euro 6သန်းတန်ကြီးရှိတဲ့ scotland သားတော့လက်ရှိချိန်မှာအသက်28နှစ်ရှိနေပြီ17အသင်းနဲ့အတူတစ်ချိန်တော့180ပွဲပေါင်းကစားခဲ့ပြီးတော့6ဂိုးသွင်း38လုံးဖိုင်းထားတယ်အာဆင်နယ်ရောက်လာပြီးနောက်မှာပွဲပေါင်း144ပွဲကစားခဲ့တယ်9နှစ်အတွင်းဗောလေ6ဂိုးသွင်း14လုံးဖိုင်းထားနိုင်ခဲ့တယ်ဒီဆိုစီဓာတ်မှာလည်းအငှားသွားဆော့ခဲ့ဘူးရယ်ဗောလေအဲ့တော့ဒီကစားသမားအနေနဲ့အာဆင်နယ်မှာရောက်လာပြီးတဲ့ကဂျပန် 400နီးပါးလောက် injury ကြောင့်နားခဲ့ရတယ်။ဒါအငှားထွက်ဆော့တဲ့ကာလမှာတွေရောအသင်းမှာရှိတဲ့ကာလမှာတွေရောအထူးသဖြင့်ပေါ့လေနောက်ဆုံး3နှစ်အတွင်းမှာဆိုလို့ရှိရင်တော့တရာသေးအနည်းဆုံးရက်တရာဆွဆွန်းလောက်ထိနားထားရတယ်။အခုနောက်ဆုံးကြံခဲ့တဲ့ဘောလုံးရည်ဒီမှာရပောင်း160တိနားထားရပါတယ်အဲ့တော့ KNT ရာနေအနေနဲ့သူ့ရဲ့ငယ်ဘွားကလပ်သူ့အကယ်ဒမီထွက်ကလပ်လေးဖြစ်တဲ့ ဒီ7အတင်မှာအောင်မြင်တဲ့ကစားသမားဖြစ်ပါသလိုကျွန်တော်ဆန္ဒပြုပါရယ်လက်ရှိ9နှစ်စာချုပ်အရဆိုရင်တော့ဒီကစားသမားကအသက်33နှစ်အထိ7အတင်မှာဘောလုံးကစားသွားတော့မှာပါဒီစီဇန်လေးကိုဒီကောက်ကွန်ကြီးပန်ပေါင်းပြီးတဲ့ရှူပေါ်လုံး online agent ကိုလည်းကျေးဇူးတင်ပါတယ်အမှဆော့မစွန်းတော့ Viber ဖုန်းနံပါတ်ကို6939963လုံး2ခုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေပါတယ် iPad ကိုကျေကို Sport Internet နဲ့5လုံးမိတူကိုလည်းကစားလို့ရနေပါပြီခင်ဗျာကဲနောက်ဆုံးဒီတစ်ပုဒ်ကိုတော့ Arsenal Women 3နဲ့ပဲကျွန်တော်အဆုံးသတ်လိုက်အောင် Arsenal မျိုးသမီးအသင်းကြောင်းမပြောဖြစ်တာတော့ကြားပြီ ဥရောပမှာချန်ပီယံဖြစ်သွားခဲ့တဲ့အာဆင်နယ်မျိုးသမီးတင်းကိုဂုံပြူပြီးနောက်ပိုင်းမှာတော်တော်ဒီတဲ့နေ့မပြောဖြစ်တာပါလေအာဆင်နယ်မျိုးသမီးတင်းကတော့လာမယ့်ဘောလုံးရာသီမှာဒီဝူမန်းစူပါလိပြည်တွင်းအမှတ်ပေးပွဲစဉ်ဆက်တပွဲလုံးကိုအမရိတ်စတေဒီယမ်မှာကစားမှာပိတ်သက်9000ကျော်ဆန်ကွင်းကြီးမှာသူတို့ကစားကြမှာကျန်တဲ့အဝေးကွင်းပွဲစဉ်တွေကိုတော့ဒါပြိုင်ဘက်တည်းရဲ့ကွင်းမှာကစားမယ်ဒီနေရာမှာဟိုသူတို့အဲ့ဆက်တပွဲတွေပဲအမရိတ်မှာကစားမယ်ဆိုတော့ တချို့ပွဲစဉ်တွေဖြစ်တဲ့ Champion League အုပ်စုပွဲစဉ်တွေဒါ FA Cup League တွေကိုတော့မီတိုဘတ်မှာသူတို့ကစားမယ်လို့ကြားသိရတယ်။ Champion League ကရှုံးထွက်အဆင့်ရောက်ပြီဆိုရင်တော့မနစ်ကအတိုင်းပဲဒါ Emirates မှာအခန့်ကစားမယ်ပေါ့လေ။မနစ်ကတော့2024 2025ဘောလုံးရာသီမှာသူတို့ဒီအမှတ်ပေးပွဲစဉ်အဖြစ်ရှစ်ပွဲကို Emirates မှာကန်ခဲ့တယ်။ဒါအင်္ဂွင်းရှစ်ပွဲ Champion League ၅ပွဲကို Emirates Stadium မှာအခန့်ပြီးကစားခဲ့တယ်။လက်မှတ်ပေါင်း၄သိန်း၁၅၀၀အထိရောင်းချနိုင်ခဲ့တယ်။ အမျိုးသမီးအသင်းပွဲစဉ်တွေလည်းသွားပြီး short mode နဲ့ကြည့်ရလို့ကနဲတာမဟုတ်ဘူးဝင်ငွေတော်တော်လေးကျန်းတဲ့ဒါပွဲစဉ်တွေလို့လည်းပြောလို့ရပါလေအဲသူတို့ဥရောပမှာအောင်မြင်မယ်ဆိုလဲတကယ်ထိုက်တန်တယ်မှာပဲဘာကြောင့်လဲဆိုတော့မနေ့ကကျွန်တော်တို့ Real Madrid ကွင်းမှာသွားကန်တယ်ဗျာဘော့တီအလိမ့်လိမ့်နဲ့သိရမလားဒါပေမဲ့ကိုယ့်အိမ်ကွင်းမှာတော့ Emirates Stadium မှာအက်ခံပြီးကစားပြီးခဲ့တယ် ဒါပေမဲ့ဒီညမှာတခုချင်းချင်းကလိုင်ယွန်တို့ဘာစီလိုနာတို့ကတကယ်ကွင်းကောင်းနေတဲ့ကစားကြရပါဘောလေအဲ့တော့လိုင်ယွန်အမျိုးသမီးအသင်းနဲ့သွားကြတဲ့ခါမှာကျွန်တော်တို့ကမ်ဖက်ပြန်လုံနိုင်ခဲ့တယ်အဲ့တော့ရီယန်နဲ့ပထမချုပ်မှာတော့ရုန်းကန်ခဲ့ရတယ်အဲ့လို့ဆိုလာမယ့်ရာသီမှာအာဆင်နယ်အမျိုးသမီးအသင်းကဒီညမှာအာဆင်နယ်အမျိုးသမီးအသင်းရဲ့ Women Super League ကြောင့်တခုရှင်းပြခြင်းနဲ့ Women Super League ဒီအသင်းပေါင်း၁၂သင်းနဲ့ဖွဲ့စည်းထားတယ်အဆင့်၁၂ရတဲ့အသင်းကတန်ဆင်းရတယ်1 2 3ကဒါချန်ပီယံလိဝင်ရတယ် အာဆင်နယ်မျိုးသမီးတွေကတော့မနစ်ကအဆင့်နှစ်ပဲရတယ်အဆင့်တစ်ကချယ်ဆီကိုအိမ်ကွင်းရောအဝေးကွင်းရောရှုံးနိမ့်မှုကချန်ပီယံပြေးလဲရောက်မှနောက်ောက်ကျခဲ့လို့ပြောလို့ရတယ်ဝူမန်စူပါလီမှာ၄ပွဲပဲရှုံးခဲ့တယ်အဲ့ဒီ၄ပွဲမှာနှစ်ပွဲတည်းချယ်ဆီကိုရှုံးခဲ့တာအိမ်ကွင်းရောအဝေးကွင်းရောအကြမ်းနဲ့နှစ်ပွဲလောက်ပဲအခြားသင်းတွေရှုံးခဲ့တာဖြစ်ပြီးတော့တကယ်ချန်ပီယံနဲ့လက်ရကန်ကွာလီရောက်ခဲ့ပြီမယ်နောက်ပိုင်းချယ်ဆီကိုအမှတ်တွေတောက်လျှောက်ပြတ်သွားခဲ့ဒါကလည်းချန်ပီယံလိကိုပို့ပြီးအိုင်အောင်ဆိုင်လေးတဲ့အပိုင်းနဲ့ဖြစ်သွားတယ်အမှတ်ကလည်းမမီတော့တဲ့အတွက်ပေါ့လေအဆုံးထိကြည့်တယ်လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ